အသေးယောဂါနဲ့အသက်60ရွယ်မှာမိသားစုနဲ့အမှုပညာလောကကိုနှုတ်ဆက်ဖက်ခွာသွားတဲ့တရုတ်ဆောင်တဲ့ဒရိုက်တာ ကုသိုလ်ရဲ့ဇာပနာကိုဇွန်လ18ရက်နေ့ညနေမှာပြုလုပ်ခဲ့ပါတယ်။ပြိတက်တွေသူ့ကိုတတိထားမိစေခဲ့တဲ့တရေလေးကောင် ပြဇတ်ထဲကတရေတကောင်ရဲ့နောက်ဆုံးခီးကိုသူ့ကိုချစ်တဲ့သူတွေလိုက်ပို့ခဲ့ကြပါတယ်။1990မှာအမှုပညာလောကတွေကိုဝင်ရောက်လာတဲ့ဟာတာတရုတ်ဆောင်ကုသိုလ်ဟာ ရုပ်ရှင်ကားပေါင်း20နဲ့ဗီဒီယိုဇက်ကား200ကျော်တို့မှာပါဝင်ခဲ့သလိုဒရိုက်တာဖြစ် မင်္ဂလာရှိသောနေ့များဇက်ကားနဲ့တာဝန်ယူခဲ့ပါတယ်1989ခုနှစ်မှာကုသိုလ်ပါဝင်ဘေလူးဝနဲ့မိဘတို့၃ယောက်ပေါင်းပြီး NLD အလံကိုတည်ယူခဲ့ကြတာကိုအခုထိအမှတ်ရနေသေးပဲလို့ဒရိုက်တာဆန်ရွှေမောင်တဖြစ်လဲမင်းသားကြီးအောင်လင်းကပြောပြပါတယ်ခုချွန်သူတယောက်ကိုဆုံးရှုံးရတာကြောင့်ရုပ်ရှင်လောကအတွက်အကြီးမားဆုံးဆုံးရှုံးမှုပါလို့ဆိုပါတယ် ဆက်ကြည့်ကြတော့ NLD စပြီးတော့ပြတော့ဗျာ NLD ပြတော့တဲ့အခါကျတော့ဒီဆရာဘောမောင်ပိုက်ရဲ့လမ်းဒီလမ်းဒီဇိုင်းကိုသူကပြခဲ့တာပေါ့ကျွန်တော်ကစံကြရေးတောင်းမှာသူကကျွန်တော်ကဥဆောင်ပြီးပြခဲ့တာပေါ့အဲ့ဒီခါကျရင်အမှန်တရားတည်းမှာကိုပင်တော်ခေါ်တဲ့ကိုမီးဘွားရောအဲဆိုသူ့ကိုရောကိုဗီလူရောကျွန်တော်တို့ NLD အလန်နေဒီဂျောင်းဒီဇိုင်းနဲ့အဖြစ်ဝင်တာပါ cũng ừ, còn nhưng bây giờ là quá gia đình mình còn nhiều đây là một điều nhiều lý tập này cho nên vì là thì mình chỉ là thế nhưng đi nghỉ ra để còn mình người ta thích mình nghỉ ra孤独口无眠地下。 အသေးပြင်စာဝေဒနာကိုလွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီးခံစားခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာဆေးကုသမှုဖန်ယူပြီးမြန်မာပြည်ကိုပြန်ရောက်အစာရင်သွေးကြောပေါက်လိုအောင်ရနာဆေးရုံမှာကုသမှုဖန်ယူရင်းအသေးပြင်စာဝေဒနာနဲ့ဇွန်လ15ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။